ဘသူမှကြိုတင်မသိထားတဲ့သေချင်းဘေးအန္တရာယ်ကြောက်ရောက်ခြင်းနဲ့ပတ်သက်သောလူတချို့ရဲ့မေးခွန်းကို သခင်ယေရှုကဘလို့ဖြေကြားထားတယ်လဲဆိုတာကိုကြည့်ရအောင်ပါလူကအခန်းဆက်သုံးအခန်းငယ်၄နဲ့၅မှာသခင်ယေရှုကအခုလိုဖြေကြားထားပါတယ်ထိုမှတပါရှီလောင်ပြအူးလဲ၍ပြီသောလူတစ်ချိတ်ရှီရောက်တို့သည်ယေရုရှလင်မြို့သားအပေါင်းတို့ထက်တာ၍အပြစ်ရှိသည်ဟုထင်ကြသလော ตา၍အပြစ်ရှိသည်မဟုတ်တင်တို့ရှိသည်မြသည်လဲနောင်တမရလျင်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ငါဆိုသည်ဟု မိန်တော်မူ၏ယေရုရှလင်မြို့ရဲ့ရပ်ကွက်တစ်ခုမှာဘသူမှကြိုတင်မတိထားတဲ့တေချင်းဘေးအန္တရာယ်ကြာရောက်ခဲ့ပါတယ်အဲ့ဒီတေချင်းဘေးအန္တရာယ်ကတော့ရှီလောင်မျောစင်ဟာ ရုတ်တရက်ပြူကျသွားပြီးလူ၁၈ယောက်ပြိမိပြီးတော့တိတ်ဆုံးသွားကြတယ် အဲ့ဒီဘေးကြောင့်တေဆုံးသွားကြတဲ့သူတို့ဟာเยรูซาเล็มမြို့တို့မြို့သားအားလုံးတို့ထက် အပြစ်များလို့ဖြစ်မယ်ဆိုပြီးတော့လူတချို့ကထင်ကြတယ်။ဒါပေမဲ့သခင်ယေရှုရဲ့ဖြေချချက်ကတော့မဟုတ်ဘူး။အဲ့ဒီဘေးကြောင့်တေဆုံးသွားကြတဲ့သူတို့ဟာเยรูซาเล็มမြို့တို့မြို့သားအားလုံးတို့ထက် အပြစ်များလို့မဟုတ်ဘူး။တင်တို့ရှိသမျှဒီလဲနောင်တမရလျင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ငါဆိုသည်ဟုမိန်တော်မူ၏ဒီကျမ်းချက်မှာသခင်ယေရှုပြောထားတဲ့ပျက်စီးခြင်းဆိုတာကျွန်တော်တို့ကြိုးလွန်တဲ့အပြစ်ကြောင့်နောင်ဘဝမှာကျွန်တော်တို့ခံရမယ့်ငရဲမင်းအိုင်ကိုကြိုတင်ပြော့တတိပေးတော်မူခြင်းဖြစ်ပါတယ်ပြီးတော့ဒီကျမ်းချက်မှာသခင်ယေရှုပြောထားတဲ့နောင်တဆိုတာဖယားခင်ပြညတ်တော်ကိုချိုးဖောက်ပြီးကျွန်တော်တို့လုံနေကြအပြစ်တွေကိုဆက်လုံနေမဲ့အစား ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့အလိုတော်အတိုင်းနေထိုင်အသက်ရှင်ဖို့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့အစင်သင့်ရှိနေခြင်းကိုစစ်မှန်သောနောင်တလို့ခေါ်ပါတယ်ကျွန်တော်တို့နေထိုင်တဲ့ဒီကမ္ဘာမြေကြီးဟာအပြစ်တရားကြောင့်ဘုရားသခင်ချိန်ခြင်းကိုခံရပါတယ်။အပြစ်တရားကြောင့်ချိန်ခြင်းကိုခံရတဲ့ဒီကမ္ဘာမြေကြီးမှာ နောက်ထပ်တဘာဝဘေးဒဏ်တွေဖြစ်တဲ့ငလင်လှုပ်ခြင်း ရေကြီးခြင်းလေမုန်တိုင်းကြောက်ခြင်းကဲ့ယောဂအမျိုးမျိုးစသဖြင့်တဘာဝဘေးဒဏ်တွေအချိန်မရွေးကြောက်နိုင်တယ်တဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့်ကျွန်တော်တို့မသိရင်လဲကိုယ်အလဲရောက်ရင်မိတ်ဆွေလဲသိရမယ်ကျွန်တော်လဲသိရမယ်လူတိုင်းသိရမယ်လူတိုင်းအတွက်သခင်ယေရှုရဲ့တတိပိတ်ချက်ကတော့တင်တို့ရှိသမျှဒီလဲနောင်တမရလျင်ပြည့်စည်ခြင်းသို့ရောက်ကြလိမ့်မည်ငါဆိုသည်ဟုမိန်တော်မူ၏ လူတိုင်းမှာအပြစ်ရှိတယ်ဆိုတာဘယ်သူမှငြင်းနိုင်မှာမထင်ပါဘူးမိတ်ဆွေမှာလည်းအပြစ်ရှိတယ်ကျွန်တော်မှာလည်းရှိတယ်လူတိုင်းမှာအပြစ်ရှိတယ်တိရောအခိုင်း၃အခန်းငယ်၄အရအပြစ်ဆိုတာဖရာသခင်ပြညတ်တော်ချိုးဖောက်ခြင်းကိုအပြစ်လို့ခေါ်တယ်ဥပမာဖရာသခင်က ကိုနဲ့ဆက်ဆိုင်သောသူတစ်ဖက်၌မမှန်သောတတ်တွေကို မခံနဲ့လို့ပြညတ်ထားပါတယ်အဲ့ဒါဖရာသခင်က လိမ်မပြောရဘူးလို့ပြညတ်ထားတာဖြစ်တယ် မိတ်ဆွေဘယ်နှခါလိန်ပြောဘူးသလဲကျွန်တော်အပါအဝင် လူတိုင်းလိန်ပြောဘူးတယ်မိတ်ဆွေလည်းလိန်ပြောဘူးမှာပါ လိန်ပြောခြင်းဟာငရဲချလောက်တဲ့အပြစ်မဟုတ်ဘူးလို့လူတချို့ကထင်ထားကြပါတယ်ဒါပေမဲ့လူတိုင်းကိုမိမိတို့အပြစ်အတိုင်းတရားစီရင်တော်မူမဲ့ဖခင်သခင်ကတော့ဗျာဒိတ်ကျမ်းအခိုင်း27အခန်းငယ်၈မှာ လိန်လေသောသူအပေါင်းတို့သည်ကန့်နှဲ့လောင်သောမိအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်လို့ကြိုတင်ပြတော့တတိပေးထားပါတယ်ပညာတော်ကိုစောင့်ရှောက်ခြင်းဆိုတဲ့ကောင်းသောအကျင့်ကိုကျင့်ခြင်းဖြင့်ဘယ်လူသားမှငရဲကနေလို့ပြတော့ကောင်းကင်နိုင်ငံတော်ကိုဝင်နိုင်တဲ့အခွင့်ကိုမရနိုင်ဘူးဘာကြောင့်လဲဆိုရင်ဖယားသခင်ပညာတော်ကိုစောင့်ထိန်ခြင်းဆိုတာဖယားသခင်ပညာတော်အလုံးကို အမြဲတမ်းနာခံလက်လျှောက်နိုင်မှာ ပညတ်တော်စောင့်ထိန်နိုင်တယ်လို့ခေါ်တယ်။ဖယားသခင်ပညတ်တော်အလုံးစုံကိုအမြဲတမ်းစောင့်ထိန်နိုင်တဲ့သူဘယ်သူမှမရှိဘူး။ယာကုပ်အခိုင်း2အခန်းငယ်30ကနေပြော့7မှာအခုလို့ကျွန်တော်ကိုပြောပြထားပါတယ်။အဘယ်ကြောင့်နေဟုမူကားပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင်တစုံတစ်ခု၌မှားမိလျင်ပညတ်တရားအလုံးစုံကိုလွန်ကျူးသောအဖြစ်ရှိ၏။ သူ့မယားကိုမပြစ်မှားနဲ့ဟုပြည့်ညတ်တော်မူသောသူက လူအသက်ကိုမတတ်နဲ့ဟုပြည့်ညတ်တော်မူသေး၏တို့ဖြစ်၍သင်သည်သူ့မယားကိုမပြစ်မှားဘဲနေတော်လဲလူအသက်ကိုတတ်လျင် ပြည့်ညတ်တရားကိုလွန်ကျူးတော်သူဖြစ်၏သူ့မယားကိုပြစ်မှားခြင်းဆိုတာကာယကံဆိုတဲ့ကိုထိလဲရောက်ပြစ်မှားခြင်းနဲ့လုကင်းရမယ်ဒါပဲမဟုတ်သေးဘူးမနောကံဆိုတဲ့စိတ်နဲ့ သူ့မယားကိုပြစ်မှားခြင်းအပြစ်နဲ့လည်းလွတ်ကင်းရမယ်။ကိလေသာစိတ်နဲ့သူ့မယားကိုကြိရှုတော်သူသည်စိတ်နှလုံးထဲ၌ထိုမိမ့်မနှင့်ပြစ်မှားပြီလို့လူတို့ရဲ့စိတ်နှလုံးကိုသိမြင်တော်မူသောဖရာသခင်ကမတဲအခိုင်ငါအခန်းငယ်29မှာအတိအလင်းမိန်တော်မူပါတယ်။ကိလေသာစိတ်နဲ့သူ့မယားကိုကြိရှုတဲ့အပြစ်နဲ့မိတ်ဆွေလွတ်ပါသလား။ လူတို့ရဲ့စိတ်နှလုံးကို အကုန်လုံးသိမြင်တော်မူသောဖရာသခင်ကမိတ်ဆွေရဲ့စိတ်နှလုံးထဲမှာပြင့်မှားတဲ့အပြစ်အလုံးကို မြင်တော်မူပါတယ်။သူ့မယားဒါမှမဟုတ်သူ့ယောက်ျားကိုကိလေသာစိတ်နဲ့တခါကြည့်ရှုဖို့ရင်လူတိုင်းကိုမိမိတို့အချင်းအတိုင်းတရားစီရင်တော်မူမဲ့ဖရာသခင်ရှေ့တော်မှာမိတ်ဆွေဟာသူ့မယားကို ပြင့်မှားတဲ့သူ ဖြစ်နေပြီ။ ်ရာကုတ်အခိုင်းနှစ်အခန်းငယ်7မှာဘယ်လိုပြောထားသလဲဆိုရင်သူ့မယားကိုမပြစ်မှားနဲ့ဟုပြည့်ညတ်တော်မူသောသူကလူအသက်ကိုမတတ်နဲ့ဟုပြည့်ညတ်တော်မူသေး၏လူအသက်ကိုမတတ်နဲ့ဆိုရက်ဖရာသခင်ပြည့်ညတ်တော်ကိုကာယကံဝစီကံမနောကံစတဲ့ကံ၃ပါးနဲ့စောင့်ထိန်ဖို့လိုအပ်တဲ့အကြောင်းလူတိုင်းကိုမိမိတို့အပြစ်အတိုင်းတရားစီရင်တော်မူမဲ့ဖခင်သခင်က မတဲအခိုင်းကအခန်းငယ်22မှာအခုလိုမိန်တော်မူပါတယ်။ငါပြညတ်သည်ကငင်းအကိုကိုအထောက်မတန်အမျက်ထွက်တော်သူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ငင်းအကိုကိုကဲ့ရဲ့တော်သူသည်လွတ်တော်၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ငင်းအကိုကို ချိန်ဆတော်သူသည်ဂေဟနာအရ၌မေးရှုခြင်းကိုခံထိုက်ပေ၏။ မိတ်ဆွေကတစုံတယောက်သောသူကိုအမျက်ဒေါသထွက်တဲ့အခါမှာမိတ်ဆွေရဲ့စိတ်နှလုံးထဲမှာလူတတ်မှုကိုကျိုးလွန်နေပြီလို့လူတိုင်းရဲ့စိတ်နှလုံးကို မြင်တော်မူသောဖရာသခင်ကမိန့်တော်မူပါတယ်တစုံတယောက်သောသူကိုချိန်ဆသောသူဟာနှုတ်နဲ့လူအသက်ကိုတတ်တဲ့သူဖြစ်တယ်လို့လူတိုင်းကိုမိမိတို့အကျင့်အတိုင်းတရားစီရင်တော်မူမဲ့ဖရာသခင်ကအတိအလင်းမိန့်တော်မူပါတယ်ခါရမဲ့အပြစ်ဒဏ်ကတော့ ဂေဟနာဆိုတဲ့ငရဲမိအိုင်ဖြစ်တဲ့အကြောင်းလူတိုင်းကိုမိမိတို့အချင်းအတိုင်းတရားစီရင်တော်မူမဲ့ဖရာသခင်ကကြိုတင်ပြီးတော့တတိပိတ်ထားပါတယ်မိတ်ဆွေလည်းပဲကျန်တဲ့ကျွန်တော်လူသားများနေတူလိန်ပြောဘူးတဲ့သူ သူတစ်ပါးရဲ့သားသမီးကိုကိလေသာစိတ်နဲ့ကြည့်ရှုဘူးတဲ့သူသူတစ်ပါးကိုချိန်ဆဘူးတဲ့သူဖြစ်မှာပါလိန်ပြောခြင်းချိန်ဆခြင်းကိလေသာစိတ်နဲ့ သူ့မယားသူ့ယောက်ျားကို ကြည့်ရှုတဲ့အပြစ်ကိုကျိုးလွန်နေတဲ့သူတို့ကိုမတေခဲနောင်တရဖို့သခင်ယေရှုက သင်တို့ရှိသမျှသည်လဲနောင်တမရလျင်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်လို့ကြိုတင်ပြတော့တတိပေးထားပါတယ်ဟေဘဲအခိုင်ကို အခန်းငယ်29မှာလူသည်တခါတည်းသေ၍ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရတဲ့အကြောင်းကျွန်တော်တို့ကို အတိအကျပြောပြထားပါတယ် ။နောင်တမရပဲမိတ်ဆွေတေသွားရင်လူတိုင်းကိုမိမိတို့အကျင့်အတိုင်းတရားစီရင်တော်မူမဲ့ဖယားသခင်တရားစီရင်တော်မူခြင်းနဲ့လွတ်မှာမဟုတ်ဘူး။ဒီဘဝမှာမိတ်ဆွေ ကျိုးလွန်ခဲ့တဲ့အပြစ်တစ်ခုချင်းစီအတွက်တရားစီရင်ခြင်းကိုခံရမှာဖြစ်ပြီးမိတ်ဆွေနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ကို ငရဲမိအိုင်ထဲမှာကပ္ပအဆက်ဆက်ခံရမှာဖြစ်တယ်။ သခင်ယေရှုခရစ်တော်ကအပြစ်ရှိတဲ့မိတ်ဆွေနဲ့ကျွန်တော်ကိုငရဲသွားဖို့အလိုတော်မရှိဘူးအလိုတော်မရှိသောကြောင့်အပြစ်ရှိတဲ့မိတ်ဆွေနဲ့ကျွန်တော်ကိုရွေးနှုတ်ကယ်တင်ဖို့ဖယားစစ်စစ်ကနေလူစားတိအဖြစ်ကိုခံယူပြီးတော့ကြွလာတော်မူခဲ့ပါတယ်ကျွန်တော်တို့မလိုက်ရှောက်နိုင်တဲ့ပြည့်ညတ်တော်အားလုံးကိုလိုက်ရှောက်တော်မူပြီးပညာတော်ကိုချိုးဖောက်တဲ့ကျွန်တော်ရဲ့အပြစ်ကြောင့်လက်ဝါးကတိုင်မှာအသေးခံခဲ့ပါတယ် သူကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်သူတို့ရဲ့နောင်ဘဝအာမခံချက်ကိုအပြည့်အဝပေးဖို့သေခြင်းကနေထမြောက်တော်မူပါတယ်။ကပ္ပဦးကနေစပြော့ဒေနေ့အထိအပြစ်ရှိသော လူသားများအတွက်လဝကတိုင်မှာအသေးခံပြီးသေခြင်းကနေထမြောက်တဲ့သူတယောက်မှ မရှိသေးဘူး။နောင်လဲရှိမှာမဟုတ်ဘူး။လဝကတိုင်မှာယေရှုခရစ်အသေးခံတာဟာ အပြစ်ရှိတဲ့မိတ်ဆွေအတွက်လည်းပါပါတယ်။နောင်တနဲ့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင် မိတ်ဆွေကျိုးလွန်တဲ့အပြစ်တွေဟာဘလောက်ပဲများနေပါစေဘလောက်ပဲအပြစ်ကြီးနေပါစေခွင့်လွှတ်တော်မူမှာဖြစ်တယ်။လုကာအခိုင်းငါအခန်းငယ်32မှာကယ်တင်ရှင်ယေရှုခရစ်တော်ကဖြောင့်မတ်တော်သူတို့ကို နောင်တသို့ခေါ်ခြင်းဟာငါလာသည်မဟုတ် သိုးတော်သူတို့ကိုခေါ်ချင်းငါငါလာတည်းဟုမိန်တော်မူ၏ဖြောင့်မတ်တော်သူဆိုတာအပြစ်ကင်းစင်တဲ့သူကိုဆိုလိုတာဖြစ်ပါတယ်ဒီလောကမှာအပြစ်ကင်းစင်တဲ့လူသားတယောက်မှမရှိဘူးဆိုတာကျွန်တော်တို့သိကြပါတယ်လူသားတရားဖြင့်ကြွလာတော်မူသောကယ်တင်ရှင်ယေရှုခရစ်တော်ကလွဲရင်အပြစ်ကင်းစင်တဲ့လူသားတယောက်မှမရှိဘူးဖယားတဲ့ခင်က ပြည့်ညတ်တော်တို့ကိုပေးတော်မူခြင်းမှာ ကျွန်တော်တို့လူသားများဟာအပြစ်ရှိသောသူတွေဖြစ်တဲ့အကြောင်းကိုသိစေဖို့ရန် အတွက်ဖြစ်ပါတယ်။တခင်ယေရှုဒီလောကမှာတက်ရှိထင်ရှား80နှုန်းကယူဒဘာသာရေးကောင်းဆောင်များနဲ့သူတို့ရဲ့နောက်လိုက်တွေကသူတို့ရဲ့မေယိုးဖလာဘာသာဒလိထုံးတန်းစင်လာကိုစောင့်ထိန်ချင်းဖြင့်ငရဲနဲ့လွတ်ပြီးတော့ကောင်းကင်နိုင်ငံတော်ကိုဝင်နိုင်ဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့ယေရှုခရစ်တော်က မီယိုဖလာဘာသာဒလိထုံနှန်းစင်လာတွေကိုစောင့်ထိန်ခြင်းဖြင့် အပြစ်လွတ်ခြင်းငရဲသွားမဲ့သူအဖြစ်ကနေကယ်တင်ခြင်းမရနိုင်ဘူးလို့အဲ့ဒီယူဒဘာသာရေးကောင်းဆောင်များနဲ့သူတို့ရဲ့နောက်လိုက်တွေကို မကြာခဏတတိပေးတော်မူပါတယ်သို့တော့အဲ့ဒီယူဒဘာသာရေးကောင်းဆောင်များကသူတို့ပြစ်မှားတဲ့အပြစ်သူတို့ရဲ့စိတ်နှလုံးထဲမှာပြစ်မှားတဲ့အပြစ်တွေအတွက်နောင်တရပြော့ယေရှုခရစ်တော်ဟာ တို့မျော်လင့်စောင့်စားနေတဲ့ကယ်တင်ရှင်မယ်ရှိရာဖြစ်တဲ့အကြောင်းကိုယုံကြည်လက်ခံမဲ့အစားအသေးတတ်ဖို့နေလန်းရှာကြတယ်။နောင်တမရပဲတို့ထိတ်သွားရင်တို့ရောက်ရှိမဲ့နေရာဟာငရဲမီအိုင်ဖြစ်တဲ့အကြောင်းယေရှုခရစ်တော်ကမဿဲအခိုင်း23အခန်းငယ်33မှာအခုလိုတတိပိတ်ထားပါတယ်။မွေစိုးအမျိုးတို့တင်တို့ဒီအပြစ်ငရဲမှအဘယ်သို့လွတ်နိုင်ကြမည်နည်း။ အခုခေတ်မှာလဲကယ်တင်ရှင်ယေရှုခရစ်တော်ကို နေအမျိုးမျိုးနဲ့စော်ကားပြောဆိုတဲ့မာယွင်းတဲ့ဘာသာရေးကောင်းဆောင် အများကြီးရှိတယ်။သူတို့အတွက်တခင်ယေရှုရဲ့တတိပေးတော်မူချက်ကတော့တင်တို့ရှေ့သမျှတွေလဲနောင်တမရလျင်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ကယ်တင်ရှင်ယေရှုခရစ်တော်ကအပြစ်ရှိတဲ့မိတ်ဆွေနဲ့ကျွန်တော်ကိုငရဲသွားဖို့အလိုတော်မရှိသောကြောင့် ကျွန်တော်တို့ကိုယ်တိုင်မဆက်နိုင်တဲ့ကျွန်တော်တို့ရဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့လဝါကတ်တိုင်မှာ အသေးခံပြီးသူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံသောကျွန်တော်တို့ရဲ့နောင်ဘဝကိုအပြစ်အဝအာမခံချက်ကိုပေးဖို့ရန်အတွက်သေခြင်းကနေ၃ရက်မြောက်တော်နေမှာထမြောက်တော်မူပြီးအခုကောင်းကင်နိုင်ငံခမဲတော်ဖရာရဲ့လက်ရာတော်ဘက်မှာဘုံအသေးနဲ့နေတော်မူပြီးမိမိတို့အပြစ်တွေအတွက်နောင်တရပြီး သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်သူတို့ရဲ့နောင်ဘဝကိုအခုလိုအာမခံတော်မူပါတယ်။ယောဟန်အခိုင်း၅အခန်းငယ်24ငါအမှန်အကန့်ဆိုသည်ကားငါစကားကိုနားထောင်၍ငါကိုစေလွတ်တော်မူသောသူကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရသည် ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရတေခြင်းမှ အသက်ရှင်ခြင်းသို့ကိုးမြောက်တော်သူဖြစ်၏။ မာရွေနဲ့ဘာသာရေးကောင်းဆောင်တို့ကအပြစ်ရှိတဲ့မိတ်ဆွေအတွက်အသေးခံမှာမဟုတ်ဘူးသူတို့အတွက်အသက်ဘေးအန္တရာယ်ကိုမြင်ရင်မိတ်ဆွေကိုပြစ်ထားပြီးတော့ထွက်ပြေးသွားကြမှာဖြစ်တယ်ကယ်တင်ရှင်ယေရှုခရစ်တော်ကတော့အပြစ်ရှိတဲ့မိတ်ဆွေနဲ့ကျွန်တော်အတွက်အသေးခံပြီးသုံးရက်မြောက်သောနေ့မှာတည်ခြင်းကနေထမြောက်တော်မူပြီးမိမိအသက်ရှင်လျက်ရှိတဲ့အကြောင်းရက်ပေါင်း၄၀အတွင်းမှာ တမန်တော်တို့ကို ခိုင်ခန့်သောတတ်သိများကို ပြတော်မူပြီးမှတမန်တော်တို့ကသခင်ယေရှုခရစ်တော်ကိုကြည်ရှုနေကြတဲ့အချိန်မှာ သခင်ယေရှုခရစ်တော်ဟာကောင်းကင်နိုင်ငံတော်ကို ပြန်လည်ပြော့တက်ကြွတွားတော်မူခဲ့ပါတယ်။တစုံတယောက်သောသူကမိမိဟာဖယားသခင်ပြည့်ညတ်တော်ကိုချိုးဖောက်ခြင်းဖြင့်ဖယားသခင်ရှေ့တော်မှာအပြစ်ရှိသောသူငရဲသွားမဲ့သူကယ်တင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းမှတပါး မိမိအတွက်ငရဲကနေလွတ်မြောက်ရအခြားနေလမ်းမရှိဘူးဆိုတော့မိမိရဲ့အခြေအနေမှန်ကိုသိပြီးနောင်တနဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်သူ့ရဲ့နောင်ဘဝကိုယေရှုခရစ်တော်ကအခုလိုအာမခံတော်မူပါတယ်။ငါအမှန်အကန်ဆိုသည်ကငါစကားကိုနားထောင်၍ငါကိုစေလွတ်တော်မူသောသူကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရသေခြင်းမှ အသက်ရှင်ခြင်းသို့ကိုးမြောက်တော်သူဖြစ်၏အပြစ်ရှိတဲ့လူသားများအတွက်ငရဲသွားမဲ့သူ အဖြစ်ကနေကယ်တင်ခြင်းကိုခံရပြီးအိုနာသေခြင်းကင်းသောကောင်းကင်နိုင်ငံတော်ကို ရောက်နိုင်တဲ့တခုတည်းသောနေလမ်းမှာမိမိတို့အပြစ်တွေအတွက်နောင်တရပြီးကယ်တင်ရှင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းဖြစ်ပါတယ် အချားနေလမ်းမရှိဘူးတင်တို့ရှိသမျှဒီလဲနောင်တမရလျင်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်လို့ကယ်တင်ရှင်ယေရှုခရစ်တော်ကတတိဝေထားပြီဒါကြောင့်တင်ရဲ့နောင်ဘဝအာမခံချက်ကိုပေးနိုင်သောကယ်တင်ရှင်ယေရှုခရစ်တော်ကိုတင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးရင်နောင်တရဖို့အချိန်ပေးနေတော့တင်းရဲ့အပြစ်တွေအတွက်နောင်တရပြီ ကိုတော်အပြစ်ရှိသောကျွန်တော်ကိုခွင့်လွှတ်တော်မူပါ အလိုတော်ရှိသည့်အတိုင်းကျွန်တော်ကို ပြောင်းလဲပေးတော်မူပါ နောက်တော်ကိုလိုက်နိုင်ဖို့အစဉ်အမြဲကိုညီမစားတော်မူပါဆိုပြော့ယေရှုခရစ်တော်ကိုတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အခုယုံကြည်လက်ခံရင်တင့်ရဲ့အပြစ်အားလုံးကိုကတိတော်အတိုင်းခွင့်လွှတ်တော်မူမှာ ဖြစ်တဲ့အခုဘုရားမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်တဘောအသစ်ကိုပေးတော်မူမှာဖြစ်ပြီးနောင်ဘုရားမှာ အိုနာသေးချင်းကင်းသောကောင်းကင်ဘုံမှာအစင်ထာဝရဘုံတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါပါတယ်အားလုံးပေါ်မှာဖခင်တခင်ကောင်းချီးပေးပါစေ